ရုရှားစစ်ဘော်ရေးလုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံကစိုက်ပျိုးထွက်ရှိတဲ့လက်ဆက်တရတီးတွေနဲ့တရတီး၆တွေဝယ်ယူလို့ကြောင်းစစ်ဘော်ရေးနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနမြန်မာကုံတွယ်မှုမြစ်တီရဲ့အဖွဲ့ကထုတ်ပြန်ပါတယ်။ရုရှားမြန်မာစစ်ဘော်ရေးကောင်စီနဲ့အဖွဲ့ဝင်တွေအနေနဲ့ယခုနှစ်မှစတင်ကဝယ်ယူလို့ပြီးတရတီးရောင်းချသူတွေနဲ့ဓာတ်ရိုက်ဆက်သွယ်ဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကဖရဲတီနဲ့တရတီတွေရုရှားကိုတင်ပို့ရောင်းချဖို့ယခုနှစ်မတ်လဆန်ပိုင်းမှာတွားရောက်ခဲ့တဲ့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ရုရှားခရီးစဉ်မှာဆွေးနွေးမှုတွေရှိခဲ့တာပါရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာစိုက်ပျိုးထွက်ရှိတဲ့စိန်တလုံးတရတီအမျိုးအစားကိုဝယ်ယူဖို့စိတ်ဝင်စားတယ်လို့လည်းတရတီစိုက်ပျိုးထုတ်လုပ်သူတွေထံကသိရပါတယ် ဒါကြောင့်မြန်မာတရက်တီကိုရုရှားစီးကွက်ထံတင်ပို့နိုင်ရေးအတွက်အဓိကရောင်းချတဲ့လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ဆက်သွယ်ရမယ့်လိပ်စာအပြည့်အစုံကိုရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံပေးပို့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလက်ဆက်တရက်တီတွေနဲ့တရက်တီ6တွေရုရှားစီးကွက်ထံတင်ပို့နိုင်ရေးအတွက်ဆက်သွယ်နိုင်မယ့်ပုတ်ကိုအီးမေးလ်ဖုန်းနံပါတ်တို့ကို April 25ရက်နေ့အရောက်မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ထံပေးပို့ဖို့အကြောင်းကြားထားတယ်လို့သိရှိရကြောင်းမှာခင်ဗျာ။